မင်္ဂလာပါရှင်မြက်ကွင်းညိုပြီးစိတ်ညစ်နေတဲ့သူတွေအတားတရင်ကောင်းတစ်ခုရှိပါတယ်အဲ့ရေပြတ်တာပဲဖြစ်ဖြစ်ဖုံးကြည့်ညာလိုပဲဖြစ်ဖြစ်ညိုညစ်နေတဲ့မြက်ကွင်းတွေကိုအိမ်မာတဲ့အလွဲတကူပျောက်ကင်းအောင်လုပ်လို့ရတယ်လှုပ်ဝက်ချက်လေးကိုကို ပြောပါပြီးမယ်နော်နီလန်တိတခွားသေးပါတခွားသေးကအေးမြပြီးအစိုးတက်ပေးနိုင်လို့အရန်ကောင်းပါတယ် တခွားသည့်အကွင်းလေးတွေကိုရေခဲတစ်တာတဲ့10မိနစ်လောက်ထားပြီးမျက်လုံးပေါ်ကို15မိနစ်ကပ်ပေးပါ။တပတ်ကို၄ရက်လောက်လုပ်ပေးယူနဲ့အကျိုးရှိတာကို တွေးလာပါလိမ့်မယ်နော်။နီလန်နင်းနင်းသုံးအေးကတ်ချင်းမှာရိုးရှင်းတဲ့ရေခဲတုံးလေးလေးဒါမှမဟုတ်စတီဇွန်ကို ရေခဲတစ်တာတဲ့အေးအောင်ထားပြီးမျက်လုံးအောက်နားကို10မိနစ်လောက်ကပ်ပေးပါ။ဒီလိုအေးကပ်ပေးတာကသွေးကြောတွေကိုကျုံ့စီပြီးမျက်ကွင်းညို့တာကိုလျော့ပါစေပါတယ်။ ရေကလုံးကတ်ရတော့ခန်းနိုင်တဲ့လောက်ပဲကတ်ပါနော်။နီလန်လီ အားပြေတာပါ။ကိုယ့်ရဲ့အသားတွေနဲ့အဆင်သင့်မဲ့အရည်သွေးကောင်းတဲ့အိုင်းရိုဒါမှမဟုတ်အိုင်းခရင်တစ်ခုခုကိုပုံမှန်လင်းပြီးပါ။ဒါကမျက်လုံးတစ်ဝိုက်ကနူးညံ့တဲ့အသားတွေကို အားဖြည့်ပြီးလို့အရန်အရေးကြီးပါတယ်နော်။ကဲဒီလွဲကူးတဲ့နီလန်လီကူတဲ့ကကိုနဲ့အစဉ်ပြေတာကို ရွေးချယ်ပြီးချက်ချင်းစတင်လိုက်ပါ ပုံမှန်လေးတာလောက်သွားရင်မျက်ကွင်းညိုတာတွေကင်းဝေးပြီးမျက်လုံးအိမ်လေးတွေကြည်လင်းတောက်ပလာမှတည်ကြပါရဲ့ရှင်။ဘယ်နီလန်ကိုစမ်းကြည့်မယ်ဆိုတာ comment မှာပြောခဲ့ပါအောင်နော်။အားလုံးပဲအစီအပြေကြပါစေရှင်။